ါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ Greeny တိုင်းသားတွေရဲ့ရိုးရဒလေးပွဲတော်တစ်ခုဖြစ်တဲ့ Edo Pomiko ဒီကုပွဲတော်ကိုထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာစက်တင်ဘာလ28ရက်ကကျင်းပခဲ့ပါတယ်။ဒီပွဲတော်ကိုတော့ရိုးရဒလေးပွဲတော်တစ်ခုအဖြစ်အပျက်ရမုံငွေရှာဖွေဖို့အတွက်ပါရည်ရွယ်ကျင်းပခဲ့ကြတာပါ။ ရရှိလာတဲ့ရေပုံငွေတွေကိုတော့ Greeny စစ်ဘေးရှောင်တွေစီကိုလှူဒန်းသွားမှဖြစ်တယ်လို့လည်းသိရပါတယ်။ဒီပွဲတော်မှာအစားအစာတွေကို ရောင်းချခဲ့ကြသလိုရိုးရအကဖျော်ဖြေတင်ဆက်မှုတွေနဲ့ Miss Greeny 2025 and Queen of Digu အလှမဲ့ပြိုင်ပွဲကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒီပွဲတော်ကို Greeny အမျိုးသားများကာကွယ်တဲ့ KNTF ရဲ့ဒုတိယစစ်ဦးစီးချုပ်မာဝီလည်းတက်ရောက်ခဲ့ပါတယ်။ ဒီပွဲတော်မှာကနဦးရမငွေအဖြစ်ထိုင်ဘတ်ငွေ2532ဘတ်ရရှိခဲ့တယ်လို့ကြေညာခဲ့ပြီးဇေယောင်ပွဲတော်ကရရှိလာတဲ့ရမငွေတွေကိုထပ်ပေါင်းပြီး Greenie Community ချင်းမိုင်ထိုင်းလိုင်းရဲ့ Internet လူမှုကွန်ရက်ကနေထပ်မံကြေညာသွားမယ်လို့လည်းပွဲစီစဉ်သူတွေကဆိုပါတယ်ရရှိလာတဲ့ရမငွေအလုံးကို Greenie စစ်ပေးရှောင်းတွေအတွက်မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတရားရဂိုင်းနှုံးပေးလှူသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင် ကချင်ပြည်နယ်မြစ်ကျင်နာမြို့ကဆူတောင်ပြည့်ဖရားနဲ့မလန့်မကန်မှာစက်တင်ဘာလ28ရက်ကသူနာပြုအကူတင်နန်းသူအမျိုးသမီးတယောက်ဓာတ်ထိုးအသက်ခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသမီးဟာမြစ်ကျင်နာစီတာပူမှာနေတဲ့အသက်20အရွယ်မတ်နုငယ်လှိုင်ဖြစ်ပါတယ်။ဖြစ်စဉ်အရကချင်ပြည်နယ်မြစ်ကျင်နာမြို့ဆူတောင်ပြည့်ဖရားအနီးမှာဓာတ်နဲ့ထိုးသက်ခံထားရတဲ့ရုပ်အလောင်းတွေ့တယ်လို့သတင်းပို့တဲ့အတွက်ရဲကစစ်ဆေးတာတွေလုပ်ပြီးမျိုးဆက်သစ်လူမှုကေဆေးအသင်းကိုဆက်သွယ်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ သင်ကအလောင်းကိုမြစ်တီနာစေုံကြီးကိုပို့ပြီးစေုံကရင်ခွေုံမှလိုအပ်တဲ့စစ်ဆေးတာတွေလုပ်ခဲ့ပြီးတဲ့နောက်မျိုးဆက်သစ်လူမှုကေဇယ်ရေးအသင်းကပဲရာတာကောက်တုတ်တံမှာစက်တင်ဘာလ29ရက်နေ့ကပို့ဆောင်တကြိုခဲ့တာလို့သိရပါတယ်ရှင်။ မန္တလေးတိုင်းပြည်ဦးလင်မြို့နယ်ကရှစ်ထက်ရေတကူမှာရေကစားရင်လူ9ယောက်ပြုတ်ကျခဲ့လို့အမျိုးသမီး2ယောက်သေဆုံးပြီးရုရှားနိုင်ငံသား1ယောက်ကိုဒဏ်ရာနဲ့ရှာတွေ့ခဲ့တယ်လို့မိသက်တပ်ဖွဲ့နဲ့မြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့မန္တလေးတိုင်းရုံးစီကသိရပါတယ်။စက်တင်ဘာလ29ရက်ညနေ3:00ခွဲလောက်မှာပြည်ဦးလင်မြို့နယ်စီပင်ကျေးရွာအုပ်စု အုံနှဲရီအရှိရွာကရှစ်ထက်ရီတကွန်တောင်ကိုလူ၁၄ယောက်တွားရောက်ရေကစားကြပြီး၅ယောက်ဟာသုံးထက်ရီတကွန်ကိုပြုတ်ကျခဲ့တယ်လို့မိသားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒါကြောင့်ကယ်ဆယ်ပြုလို့ရမှာညနေ၅နာရီမှာရုရှားနိုင်ငံသားတယောက်ကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးညနေ၆နာရီမှာတော့တည်ဆုံးနေတဲ့အမျိုးသမီးနှစ်ယောက်ရဲ့အလောင်းကိုရှာဖွေနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တောင်ကျရေကြောက်ရေစီနယ်မျိုးပခေရာဖြစ်ပြီးအသက်53နှစ်အရွယ်ရုရှားနိုင်ငံသားဟာညာခြေကျိုးသွားတယ်လို့မြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့မန္တလေးတာယုံကထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းထဲရောက်နေတဲ့ဗမော်စစ်ဆောင်တောင်းတဲ့ချီဟာတနစ်နီပါကြာတဲ့အထိအကူအညီထောက်ပံ့တွေမရရှိတဲ့အတွက်နေစေရတ္တိရေးနဲ့စာဝန်ရေးအခက်ကြုံနေရကြောင်းလူမှုကူညီရေးအသင်းတွေနဲ့နေရွှတ်လာရသူတွေကပြောပါတယ်။သို့သောသတင်းပေးပို့ထားပါတယ်ရှင်။ ကရှင်ပြည်နယ်ဗမော်မြို့ပေါ်ကတိုက်ပွဲတွေလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းနဲ့ဒရုန်းဘုံကျဲမှုတွေကြောင့်နေရဲဆုံးခွာပြီးမန္တလေးတိုင်းနယ်ကိုခိုလွန်လာသူတပ်တောင်းဝင်းကျင်ရှိပြီးအကူအညီတွေလည်းလိုအပ်နေတယ်လို့ကုညီနေသူတွေနဲ့ဆစ်ဆောင်တွေကပြောပါရယ်ဗမော်ဆစ်ဆောင်တွေက2024ခုနှစ်ဒီဇင်ဘာလဇန်းပိုင်းလောက်တည်းကမြို့ကနေထွက်ခွာလာခဲ့ကြပြီးတနင်္လာပါကြာလာတဲ့အထိအခုအညီနဲ့အထောက်အပံ့နေမရပဲစာဝတ်နေရေးအပြင် ကျမ်းမာရေးဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ် ကောင်းချီမရောက်လို့ပေါ့လူလူကျင်းနေဆိုတော့ကျွန်တော်တို့ဒီဒီမလုပ်ခင်ကစတေတာတော့မအီလောင်စုက1800ကျော်လောက်ရှိတယ်ပေါ့ပြင်းနေတာအကွာကြီးမှာပို့ပေးပါတယ်နိုင်ငံကအဖွဲ့အစည်းတွေမှာရုံးဆိုင်ထားတဲ့အဖွဲ့အစည်းတွေကျွန်တော်ကြိုက်တာအတင်းနေနေတာဒီနေရာရှိနေတာပို့ပေးတယ်ဒါပေမဲ့ဒီထောက်ပံ့ပေးတာမျိုးရခုဒီမရှိသေးဘူးပေါ့ဗျာတော့ဒီပြင်းနေတဲ့အချိန်ဆိုမလေးမှာဆိုရင်တော့တချို့ဖုန်းအောင်တဲ့ကြောင်းတက်လို့လည်းကြောင်းမကြောင်းတုံးကြောင်းတလောက်တော့ဆပြီးမှအဲ့လိုပဲထောက်ပံ့ပေးတာလို့ရှိရမယ်ပြောရမယ်ဆိုဒီ ဟိုကာဘာဖြစ်တော့ဟိုမျိုးထောက်ပံ့ပေးရမျိုးဟိုကုတီမရှိသေးဘူးလေးလူရှိတာခံရလို့ရအိမ်အောင်စု1800ကျော်လူဦးရေ1000ဝန်းကျင်ဆိုတာကတော့မက်လ28ရက်နေ့ငလင်မလုတ်ခင်မန္တလေးတိုင်းနယ်ကိုစစ်ရှောင်းလာသူတွေရဲ့စည်ရင်းဖြစ်ပြီးအများစုကတော့မန္တလေးမြို့နယ်ပြင်ဦးလွင်ဘတ်တွေကိုတင်းရှောင်းနေကြတာပါအိမ်ငားနေထိုင်သူတွေလည်းရှိပေမဲ့အများစုကတော့ဘုံကြီးကျောင်းလေးမှာခိုးလုံနေကြပြီးမန္တလေးမြို့မှာဆိုရင်စစ်ရှောင်းနေနေထိုင်တဲ့ ဘုံကြီးကျောင်း30ကျော်လောက်စည်ရင်ပြည့်စုထားနိုင်တဲ့အကြောင်းကုညီသူတွေကပြောပါရယ်။2024ခုနှစ်ဒီဇင်ဘာ6ရက်နေ့တည်းကဗမော်ကနေမန္တလေးမြို့စီကိုခိုးလွန်လာတဲ့အမျိုးသမီးတစ်ယောက်ကတော့ဒီကနေ့အချိန်ထိဗမော်ဖောင်ဒေးရှင်းနဲ့တုံညာဒုက္ခလိုဒေသခံလူမှုကွန်ကြီးအသင်းလေးစီကပဲထောက်ပံ့မှုရခဲ့ဘူးပြီးနေ့စဉ်ရက်တည်အတွက်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းပြောပါရယ်။ဒီလေးတွေဆက်လေးတွေနဲ့ဟိုခောက်ခဲရောက်တွေဝေတဲ့ခါလဲရဘူးတဲ့ရှင့် ကျမတို့လည်းပြန်တော့ပြန်ကျင်တာဘောတော့ခက်ပြန်မှုတော့ခက်ခဲပါတယ်။ကူညီနိုင်တော့ကောင်းတာဘောတော့အခုလောလောဆယ်တော့ဟိုအိမ်ပြန်ဖို့မကူညီနိုင်ဘူးဆိုလဲဟိုလိုမျိုးပေါ့။စီဆိုင်စားလေးထောက်ပတ်လို့ကူညီရဲဆိုလဲကျမတို့ကကျေးဇူးတင်ရတာဗော။ဘာလို့လဲဆိုတော့လဲအခုချိန်ကလည်းဖြားနေတဲ့အချိန်ဆိုတော့အကုန်လုံးကဖြားကြနာကြဆိုတော့ကူညီတဲ့လူတော့မရှိအခုလက်ရှိကျမတို့မိသားစုမှာတော့အမီ၅ယောက်ရှိရတော့အာ၃ယောက်ကတော့ဖြားနေရပါပဲ။ ဒါပေမဲ့စစ်ရှောင်တွေကိုကုလသမဂ္ဂလာအုပ်ခံအဖွဲ့တွေအပါအဝင်ဘလို့ NGO INGO တွေကမှထိထိရရကူညီတာမရှိသေးတဲ့အပြင်စစ်ကော်မရှင်ဘက်ကလည်းထောက်ပံ့တာမရှိဘူးလို့သိရပါတယ်။လူဦးရေသိန်း2000လောက်နေထိုင်ခဲ့တဲ့ဗမော်မျိုးကန်80ရာခိုင်နှုန်းလောက်ဟာအခြေခံလူဒန်းစားတွေဖြစ်ကြပြီးပြင်လွင့်ဘက်မှာဆိုရင်အခြေခံစားတော့ကုန်တွေအပြင်စောင်းချန်အောင်ဖျားအိုခွပကံလိုအတုံးဆောင်တွေနဲ့စေဝါးတွေပါလိုအပ်တဲ့အကြောင်းကုညီသူကပြောပြပါဗျာ။ တဖက်မှာလည်းဗမော်မြို့မှာ KIA နဲ့စစ်ကောင်မရှင်တပ်တို့တိုက်ပွဲတွေပြင်းထန်နေပြီးနေအိမ်အများစုလည်းမီးလောင်ပျက်စီးခဲ့ရတာကို Google Map ကနေတောင်ထထင်ရှားရှားတွေ့မြင်နေရပါတယ်။ကျွန်တော်စိုးသူအောင်ပါ DBB ရုံးမြေတန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်